မန္တလေးတိုင်းညောင်မြို့နယ်တွင်ရှိတော်လိုင်းတက်တွေစုမိုးထားတဲ့ကြေးရွာဆေးရွာကပြည်သူတွေနဲ့စစ်ဆောင်ပြည်သူတွေကိုအခမဲ့ကျမ်းမာရေးဆောင်ဆောင်မှုပေးနေပြီးစေဝိုင်းလိုအပ်ချက်တွေရှိတယ်လို့ပြည်ပဒီမိုကရက်တစ်အာမေ PDA အဖွဲ့အစည်းကတီးရပါတယ်။ညောင်မြို့နယ်တွင်ကတော်လိုင်းတက်တွေစုမိုးထားတဲ့ကြေးရွာတွေကပြည်သူတွေနဲ့လက်တလော့စစ်ကြောင်းတွေကြောင့်စစ်ဆောင်နေရတဲ့ပြည်သူတွေကိုဇွန်17ရက်ကနေ28ရက်အထိအခမဲ့ကျမ်းမာရေးဆောင်ဆောင်မှုတွေပြုလုပ်ပေးခဲ့တာလို့ ပြပဒီမိုကရက်တစ်အာမီတာဝန်ခံရဲဘော်အိုဆိုကပြောပါတယ်25နဲ့26လောက်ကစစ်ကြောင်းထိုးနေတော့အဲ့တချို့ရွာတွေစစ်ချောင်ကြရတာပေါ့ဗျာစစ်ချောင်တော့စစ်ချောင်နေတော့လည်းကျွန်တော်တို့ဂျမိုင်းဆောင်းဆောင်မှုတွေပေးတယ်ပေါ့ဗျာအရင်ကတည်းကဒီဂျေးရွာဆယ်ရွာမှာရွေလျားစီကံမိုဘိုင်းကလင်းတွေအဖြစ်ဂျမိုင်းရေးကူတာပေးနေတာဖြစ်ပြီးလက်ရှိစစ်ကြောင်းကြောင့်စစ်ချောင်ပြည်သူတွေကတကြည်ရွယ်တွေထိလန့်မှုတွေဖြစ်တာကြောင့်စစ်ချောင်ပြည်သူတွေအထိလိုက်လံကူတာပေးနေတာလို့ဆိုပါတယ်အဲ့ဒီဒေတာက ဒေတာဟန်မီသူလူကြီးပိုင်းတွေမှာတွေးတူစီးကြုံတဲ့ခါနာဝေဒနာတွေအဖြစ်များပြီးမိုးရသည့်ဖြစ်တာမို့ကလင်းငယ်တွေကယာနာဖြစ်ပွားမှုများတယ်လို့သိရပါတယ်ဒီကျမကြီးဆောက်ရှောက်ပေးတာဘို့ PDA တပ်ဖွဲ့က CDM ဆရာဆရာမတွေကိုတန်းဦးဆောင်ပြီးအခြေခံကျမ်းမာရေးတင်တဲ့စင်နာတဲ့ဆရာဆရာမတွေနဲ့စုပေါင်းပြီးစေဝါပူတမှုတွေပေးကြတာဖြစ်တယ်လို့ People Democratic Army တာဝန်ခံရဲဘော်အိုဆိုကပြောပါတယ်ဒေတာခံပြည်သူတွေကိုအခမဲ့စေကူတာပေးနေတာဖြစ်ပြီးစေဝါလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ် ဒီလိုရဲ့အချက်ကတော့ရှိနေတာပေါ့နော်ကျွန်တော်တို့မှာတချို့တချို့ရွာရဲ့ဆိုအဲ့လိုကုမြင်တန်းလန်းတော့မှပြက်လက်သွားတာမျိုးပေါ့နော်ဈေးပေးဖို့ပေါ့နော်အဓိကတော့တောက်ဈေးပေါ့နော်တောက်ဈေးပေးဖို့အခက်အခဲဖြစ်တာမျိုးတွေရှိရပြန်ဈေးဈေးဝအခက်အခဲမှုကတော့ရှိရှိတာပေါ့ဗျာကျွန်တော်ဒီလိုပဲအဲဟိုတူတူတိတ်တိတ်တော့ဝင်ရတာပေါ့ပြီးခဲ့တဲ့ရက်ပိုင်းကညောင်မျိုးနယ်အတွင်းကိုစစ်ကောင်စီရဲ့စစ်ကြောင်းကြောင်းဖွဲ့ကထိုးစစ်ဆင်ခဲ့တာကြောင့်ဒေသခံတွေလည်းစစ်ပေးရှောင်ခဲ့ရပြီးဇွန်20ရက်နေ့ဒီနေ့မနက်ပိုင်းကတော့ငတိယောင်းမျိုးနယ်ကလာတဲ့စစ်ကြောင်းက 也是看那个变温大屏幕，对吧？嘞。